မင်္ဂလာပါရှင်။ Somni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာနိုင်ငံမှာထူးဆန်းစွာနဲ့ငင်းဝင်လို့မရတဲ့မြို့တစ်မြို့အကြောင်းကိုတင်ဆက်ပေးသွားပါရစေရှင်။ ဝေတာလီခေရဲ့နောက်ဆုံးရခိုင်ဘရင်စုလမဟာယာဇာကောစုလစန္ဒယာမင်းကြီးဟာမုမတ်တင်နာပတိများခြံရက်ပြီးနိုင်ငံအနှံ့ကိုရေချောင်းခရီးဖြင့်တိုင်ငံလှည့်လည်လေးရှိပါတယ်။အစ္စနနဒီမြစ်ကောလေးမြို့မြစ်အတိုင်းဖောင်တော်နဲ့ခရီးနှင်လာခဲ့တဲ့စုလစန္ဒယာမင်းကြီးဟာဆဗလီတောင်တွန်းရေပြင်အလယ်မှာတောင်တန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစုလစန္ဒယာမင်းကြီးဟာအရက်လေးမျက်နှာအသီးသီးကိုလှည့်လည်ရှူစားတော်မူတဲ့အခါမှာယခုမင်းပြမြို့တည်ရှိနေရနေရာကို တွေ့ရှိခဲ့ရပြီးအဲ့ဒီနေရာကိုမြို့တည်လက်တန်းဆိုပြီးမုမတ်ပညာရှိတွေကို ပြသခဲ့ပါတယ်မြန်မာတက္ကသိုလ်1229ခုတပေါင်းလာပြည့်ကျော်တရက်နေ့ခရစ်တက္ကသိုလ်1869ခုနှစ်မှာတော့မင်းပြမျိုးကိုစတင်တည်ထောင်ခဲ့ပါတယ်မြို့တည်ပြီးတဲ့အခါမှာတော့စူလာဆန်နီယာမင်းကြီးဟာကိုယ်တိုင်အဋ္ဌိနေရမှာပဲမြို့တည်စေလို့ပြသခဲ့တာကိုအစွဲပြုပြီးမင်းပြမျိုးလို့ခေါ်ဆိုခဲ့ရာကနေအချိန်ကြာလာတာနဲ့အမျှမင်းပြမျိုးရဲ့လို့ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်ဒီလိုနဲ့စူလာဆန်နီယာဘရင်တည်ထောင်ခဲ့တဲ့မင်းပြမျိုးဟာတာယာလှပတဲ့အပြင်စိတ်ကဲမျိုးလည်းဖြစ်ခဲ့တာကြောင့်စီးပွားရေးကောင်းမွန်တဲ့မျိုးလည်းဖြစ်ပါတယ်အနီးနာ ားကကျေးရွာတွေကလည်းစီးပွားရေးအချက်အချာကောင်းမွန်ခဲ့တာကြောင့်မင်းပြမြို့ကိုရွှေ့ပြောင်းနေထိုင်ကြပါတယ်။မင်းပြမြို့ကမြို့သူမြို့သားတွေဟာဗုဒ္ဓဘာသာကိုအလွန်မှယုံကြည်ကန်းဆန်းကြသူတွေလည်းဖြစ်ပါတယ်။ဒီလိုတာယာလှပပြီးတော့နေကျင်စပွဲမင်းပြမြို့မှာတော့ဂမယဆန်ပြီးထူးခြားဆန်းကျဲတဲ့ကျိန်းစာတစ်ခုရှိနေခဲ့ပါတယ်။မြန်မာနိုင်ငံမှာမိတင်းနေထိုင်နေကြတဲ့တိုင်းသူပြည်သားအလုံးနီးပါးဟာစိုက်ပျိုးရေးကိုအခြေခံကြတဲ့လေယာတောင်ယာများကိုလုတ်ကင်ကြရတဲ့အတွက်ကျွဲ၊နွား၊မြင်းတို့ဟာအိမ်မွေးတိရစ္ဆာန်တွေအဖြစ်ပြည်သူတွေကိုအကျိုးပြုခဲ့ပါတယ်။ တယ်။ဒါပေမဲ့မင်းပြမျိုးနဲ့အနည်းတဝိုက်ကရွာတွေကမြို့ဝင်လို့ရပါမယ်။မင်းပြမျိုးကတော့အခုချိန်ထိမြင်းလုံးဝဝင်ခွင့်မရှိပါဘူး။ရခိုင်ပြည်စုလာဆန္ဒရမင်းကြီးစတင်တည်ထောင်လာခဲ့တဲ့ရခိုင်ကမင်းပြမျိုးခေါ်ယခုမင်းပြမျိုးမှာအဲ့ဒီအချိန်ကမြို့ကိုဆောက်ရှောက်တဲ့မြို့တော်ရှင်မင်းသားနဲ့မင်းသမီးနှစ်ယောက်ရှိပါတယ်။မြို့ရှင်မဇနီးမောင်နှံဟာတယောက်နဲ့တယောက်အရန်ကိုချက်ကြတယ်လို့လဲဆိုကြပါတယ်။သူတို့နှစ်ယောက်ဟာမြင်းကိုကိုစီစီပြီးမြို့ကိုနေရာအနှံ့လှည့်ပတ်ပြီးဆောက်ရှောက်ပါတယ်။မြို့ဆောင်နဲ့ဇနီးမောင်နှံမြို့ကိုလှည့်ပတ်ကြည့်ရှုကြတဲ့အချိန်ဟာအောင်လ န်းမှော်ပညာနဲ့ဆုံးကဝေးများလှုပ်ရှားသွားလာတတ်တဲ့အချိန်ညသကောင်ရဲ့အချိန်ဖြစ်တဲ့အတွက်မြို့ရှင်မတို့ဇနီးမောင်နှံရဲ့ဖုန်တကူအချိန်ဝါကြောင့်မကောင်းဆိုးဝါးတွေဟာမထွက်ရဲကြတော့ပဲမင်းပြမြို့ဟာမကောင်းဆိုးဝါးရန်ကလည်းကင်းဝေးလာခြင်းဖြစ်ပါတယ်ညသကောင်ရဲ့အချိန်မှာမြို့ရင်းကမြို့ရှင်မတို့ရဲ့မြင်းခွာသံဟာတိုင်းသူပြည်သားတွေအနေရကင်းပေးရှင်းစေတဲ့တင်ငင်းသားတစ်ခုဖြစ်တဲ့အပြင်မြင်းခွာသံတွေကလည်းစိတ်ကျေနွစပွဲကောင်းတယ်လို့ဆိုကြပါတယ်တညမှာတော့မြို့ရှင်မတို့ဇနီးမောင်နှံဟာမြင်းကိုစီနဲ့လှည့်ပတ်တိရှိနေကြစဉ်မှာမင်းသားဖြစ်သူကမြင်းမော်ကနေရုတ် တရက်ပြုတ်ကြပြီးဘဝကူးသွားခဲ့ပါတယ်မြို့ရှင်မမင်းသမီးကလည်းသိချင်းရတဲ့နေယောက်ျားဆုံးရှုံးသွားရတဲ့အတွက်အရန်ကိုမှစိတ်ထိတ်ကြိုက်ဝမ်းနည်းကြေကွဲခဲ့ရပါတယ်မုံဆုံးမှဖြစ်သွားတဲ့မြို့တော်ရှင်မဟာမိမိယောက်ျားသေဆုံးသွားရတဲ့အထက်ကတရက်ခန်းဟာစီးတော်မြင့်ကြောက်လို့ဆိုပြီးမြင်းတွေကိုအလွန်တရာမှမုံတီးလာခဲ့ပါတယ်မင်းသားကိုလွမ်းဆွတ်တဲ့မြို့တော်ရှင်မဟာမြင်းတွေကိုမြင်တိုင်းပုံမခံပြင်းလာရကနေအမျက်ဒေါသဖြစ်နေခဲ့ပြီးမြင်းတွေကိုမမြင်ချင်တော့တဲ့အစုံစိန်စားတိုက်လိုက်ပါတော့တယ်သူမဆောက်ရှောက်နေထိုင်ခဲ့တဲ့မင်းပြမျိုးကိုလည်းမြင်းမဝင်ရမြင်းဝင်ရင်မြင်း သွားရလမ်းတစ်လျှောက်မှာမီးလောင်မစေသားဆိုပြီးအညှိုးကြီးတဲ့ကျင်းစာကိုတက်ခဲ့ပါတယ်မင်းပြမျိုးအပြင်ကျေးရွာတွေမှာတော့မင်းတွေနဲ့လှက်ပတ်သွားလာလို့ရပေမဲ့မင်းပြမျိုးအတွင်းမှာတော့မင်းကိုမတွေ့ဘူးဘူးလို့လည်းဒေသခံတွေကဆိုကြပါတယ်အဲ့ဒီအချိန်ကစပြီးမြို့ရှင်မရဲ့သကောင်ရံအချိန်မြင်းခွာတန်တွေကလည်းအထူးကြံဆန်ခဲ့ရပါတော့တယ်မြို့ရှင်မမြင်းစီသွားတဲ့အချိန်မြင်းမိကြတဲ့သူတွေကလည်းပြင်းထန်စွာယောဂခံစားရပါတော့တယ်မင်းပြဒေသခံတွေကထိုယုံကြည်မှုကိုယနေ့ချိန်ထိခြောက်လန့်နေရပါတယ်မြို့ရှင်မကလည်းတယောက်တည်းမြင်းစီပြီးလှည့်လည်သွားလာနေတာကိုတော့ဒေသခံ တွေကအခုထိတိုင်းနားမလည်ဖြစ်နေခဲ့ပါတယ်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ရခိုင်ပြည်နယ်မှာရှိတဲ့မင်းပြမြို့အကြောင်းလေးပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘဝသူတဖြစ်ပွဲအသိုင်းအကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။